ကဲအားလုံးပဲမေးလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဒီပက်ကြီးမိုဘိုင်းနဲ့ပတ်သက်တဲ့ကျွန်တော်ဒီကျွန်တော်တို့ရဲ့ပက်ကြီးမိုဘိုင်းနဲ့ပတ်သက်တဲ့အကြောင်းရင်းပေကျွန်း Gmail လို့ယူရေးအဲ့ဒါလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ဒီရှင်းပြမှာ၃ခုရှိတယ်ပေါ့နော်အဲ့ဒါပဲလိုမျိုးရှင်းပါတယ်ရှင်းပြပြီလဲဆိုတော့နံပါတ်၁တစ်ချက်ကကျွန်တော်ဒီပက်ကြီးမိုဘိုင်းမှာကျွန်တော်တို့အကောက်ကိုဒီကျွန်တော်အကောက်ကိုဘာနဲ့ကြီးတကိုးတွေကကျွန်တော်ဘာအကောက်ကိုဘာနဲ့ဝင်ဆော့နေလဲပြီးဘာတပိုင်းနဲ့ဝင်ဆော့နေလဲပြီးအဲ့ဒီဝင်ဆော့လို့မရအောင်ကျွန်တော် remote လောက်တာလေးကိုကျွန်တော်တို့ဒီဖြတ်ထုတ်ပေါ့နော်တပိုင်း app လာလေးကျွန်တော်ပြန်ဖြတ်ထုတ်တဲ့ဟာလေး ဟိုကပြောပြမှာရှိပါတယ်နံပါတ်1တစ်ချက်ပေါ့နော်နံပါတ်1တစ်ချက်ကကျွန်တော်တို့ဒီ ਜੀ မေးမှာကျွန်တော်အကောက်တွေပဲရောင်းလို့လိတ်ကန်းတွေပဲထိလို့ကျွန်တော် ਜੀ မေးတွေပဲပြန်ဆဲတော့မယ်ဆိုရင်ကျွန်တော်တို့မြန်မြန်ချက်ဆန်းကျွန်တော်ဘလို့လောက်ထားတင်လဲပြီးရင်ကျွန်တော်တို့ရဲ့ဒီဘိုက်ကိုကျွန်တော်တို့ဘလို့ကစ်တင်လဲပြီးရင်ကျွန်တော်ရဲ့ ਜੀ မေးတွေကိုကျွန်တော်လုံခြုံရေးတွေကိုကျွန်တော်တို့အရင်ကတည်းကကျွန်တော်တို့ဘလို့တေးချောင်လုပ်မယ်ဆိုတာပြီးတယ်အဲ့ဒါနဲ့စပြီးတော့ကျွန်တော်ပတ်သက်ပြီးတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒါဒီကျွန်တော်ပြောမှဆိုရင်တော့ဆယ်ဆယ်လာလောက်ခဲ့တဲ့တက်တန်းမှာကျွန်တော်ဒီပြောမှဆိုရင် တွေ့ခဲ့တဲ့တွေ့ကြုံတွေနဲ့ပြန်လဲ share ပင်းလုပ်ပေးမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကဒီ comment မှာမေးထားခဲ့တဲ့ညီကိုအတွက်လည်းကျွန်တော်ဒီ video လေးနဲ့ကျွန်တော်ရှင်းပြရချင်ပါတယ်အဲ့ဒါလေးကတော့ကျွန်တော်သူမေးထားတာလေးကတော့ဒီအကိုနဲ့ကျွန်တော်ဒီ link တွေမှာလေးကျွန်တော်အင်ရန်စင် email and link တွေဖုန်းနံပါတ် and link တွေကျွန်တော် error တွေကျွန်တော်ဖြုတ်ချလိုက်နီးဆိုပြီးတော့ကျွန်တော်ဒီနေ့တိုင်းရှိတယ်ပေါ့နော်အဲ့ဒါသူဖြုတ်လို့ရပါပြီထင်တယ်တဲ့ သူအကလုံးဖြုတ်မိွားတယ်ထင်တယ်ကျွန်တော်ကလည်းကျွန်တော်ပြောတာတော့အကလုံးဖြုတ်ရင်ကျွန်တော်အကလုံးပေါအောင်မှာလို့အဲ့ဒါနဲ့သူဖြုတ်မိပါတယ်ထင်တယ်အဲ့ဒါသူပြတော်တော်များများလည်းကျွန်တော်မေးတာပေါ့နော်ကျွန်တော်တောင်းကြရကျွန်တော်ကျွန်တော်တောင်းဆိုကြရတိုးတောင်းမှန်ကြလည်းရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုကျွန်တော် Facebook page ကျွန်တော်မတုံးဖြစ်တော့ဘူးနော်ကျွန်တော်မတုံးဖြစ်တာရှိတယ်အဲ့တော့ကျွန်တော် Facebook တိလေ page တိဖွင့်တာအဲ့ဒါလည်းကျွန်တော်ပြန်လဲပြန်ပြီးချပြပေးမယ်နော်ငန်းကြီးပေါ့နော်အဲ့ဒါတခါလဲဗီဒီယိုဒီမှာလည်းတိကျလေးလုပ်ပေးမယ်ပြီးရင်ကျွန်တော်မေးသားရတယ်တော်တော်များများလဲကျွန်တော်အလင်းဖြုတ်ပြီးပါရင်ကိုကြီးဒီအကောက်ကိုကျွန်တော်ဘယ်လိုပြန်ချိတ်ရမလဲ ဘာညာဗောနော်အဲ့ဒါအဲ့ဒါလည်းဒီဗီဒီယိုမှာကျွန်တော်ရှင်းပြအောင်ရအောင်ရှင်းပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးမစခင်မှာအားလုံးပဲကျွန်တော်ရဲ့ YouTube channel ကို like subscribe ပါလေးနှိပ်ပြီးသားတော်ဖို့တောင်းဆိုချင်ပါတယ်ပြီးရင်ကျွန်တော်ကျွန်တော်ဒီပက်ကြီးမိုဘိုင်းနဲ့ပတ်သက်တဲ့အရန်ရေးပါတာအင်ဂိဝီကပါဗောနော်အင်ဂိ RC ပါမှာပါအဲ့ဒီအကောင့်ဆိုတာအဲ့ဒီပါမှာပါစစ်နီလေးကျွန်တော်ဒီနောက်ရပိုင်းလပိုင်းနေမှာကျွန်တော်အဲ့ဗီဒီယိုတေချာလေးတပုတ်တင်ပေးမယ်လို့ကျွန်တော်ဂရုပေးဖို့ရှိတယ်ပေါ့နော်အဲ့ဒါလေးပြီးရင်ကျွန်တော်နောက်ကျတင်ကောင်းလေးပတ်လိုက်ရှိပါတယ်အဲ့ဒါလေးကတော့ ကျွန်တော် နောက်ဆုံးကျွန်တော်ဗီဒီယိုတင်တိုင်းကျွန်တော်ပတ်စံရရမှာပေါ့နော် YouTube မှာလည်းကျွန်တော်ဗီဒီယိုတင်တိုင်းပတ်စံရရမှာအဲ့တော့ကန်ကြီးကိုတို့လည်းဗီဒီယိုတွေလည်းလုပ်စီချင်တဲ့ပြီးရင် Connect Creator ရာနောက်ကျနောက်ပိုင်းကျရင်ဒါအခွင့်အလမ်းတခုဖြစ်လာလိမ့်မယ်နော်ဒီတရားပြောမှစင်တော့ဒီနောက်ပိုက်ကြရင်ဒီ social မှာနာမည်ရှိမှပဲအလုပ်ရတော့မယ်အဆင်ပြေတော့မယ်ပတ်စံများများရှာရတော့မယ်အချိန်ဖြစ်နေပါတော့အဲ့တော့ငါကြီးလေးတွေစူးစမ်းကြပါကိုကြည့်လည်းမကြခင် YouTube channel မှာ မောင်ရိုင်ချင်းချင်းရှောက်ပြီးတော့အကလုံးခုကသူတက်မဲ့တားတာအကလုံးအောင့်ဘူးပါဘောနော်ဒါပေမဲ့ကိုကျဲရှောက်မှာဘောနော်ရှောက်ပြီးသွားရင်ကိုကျဲဒီခမ်းညံမှာဘောနော်အဲ့တော့အားလုံးပဲကြည့်လို့မြိုင်တင်ပါလေအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုတက်ပြီးတော့ကြည့်ပြကြပါအောင်အားလုံးပဲ let's go ကဲအဲ့တော့ညီကိုရောနော်တကယ်လို့ကိုကဒီ device login လေးဘယ်နှခုရှိတယ်ကိုကအကောင့်ဘယ်သူကဘယ်လိုဖုန်းဝင်ထားလဲဆိုတော့ကြည့်တဲ့နေ့လေးကိုဒီဝင်ပြတဲ့နေ့ကိုကျဲပြပေးပါမယ်နော်အဲ့ဒါလေးကိုကြာနေရလဲဆိုတော့ကျွန်စတင်နေရာလေးနေလဲပါ ြီးဒီစတင်ပဲထပ်နေเนาะအဲအဲ့မှာဆိုရင်ကျွန်တော်ဒီမှာဆိုရင်ဒီချိတ်တာတဲ့ဟာတွေပေါ့เนาะပြောမစင်းဒီ event ကိုကောဆိုရလေးရှိရပြန်เนาะဒါလေးရောเนาะနံပါတ်3မြောက်မှာဆိုရင်ဒီမှာဆိုရင်ဒီ account မှာဝင်ခဲ့တဲ့တပိုင် log in ဒီမှာလေးအကုန်လုံးရှိတယ်ပေါ့เนาะဘယ်လဘယ်တော့ဘာဖုန်းလဲဆိုရင်ဒီမှာဆိုရင် iPhone 14 Pro ဒီမှာနောက်ပြီးကျရင် iPad Pro M2 နဲ့ iPad Gen 9အဲ့ဒါမျိုးနော်ဒီမှာဆိုရင်ဒီဝင်ခဲ့တဲ့ device login တွေဒီမှာအကုန်လုံးကြည့်ရပါတယ်ပြီးဒီမှာ date တွေလာနေရှိပါတယ် ပြီးရင်အဲ့တဲ့ဟိုတကယ်လို့ကောကဒီအကောက်ဟာဘယ်ဟာနဲ့ဒီပြုတ်နေတယ်တကယ်လို့တချို့ကျတော့ email တွေချက်ချင်းချိန်ချင်တာတို့ရှိတယ်ဗျာပြီးရင်နောက်ကျရင်ဖုန်းနံပါတ်လင့်ချိန်ချင်တာရှိချိန်လို့မရတာရှိတယ်အဲ့တော့ချိန်လို့မရတာဘာကြောက်လဲပြီးရင်အဲ့ဒီအကောက်ဟာဘယ်ဟာနဲ့ဟိုဟာဖြစ်နေတယ်ပေါ့နော်အဲ့ဒါကိုကြည့်ကြည့်ရင်ဒီကိုကြည့်ပြရမှာနော်ဒါဆိုရင်ဒီကောက်ကဒီဘိုးဟာနေလိုက်ပေါ့နော်ဒီလင်းအောက်ဟာဒီဘိုးတွေနေလိုက်ပါဒီမှာဆိုရင်ဒီဖုန်းကဒီဒီအကောက်ဟာဘယ်ဟာနဲ့ဒီညှိနေလေပေါ့နော်ဖေး ပေပေဖုန်းနဲ့ပို့ပြီးတော့ညတပိုင်းနဲ့ညနေဆိုမှကြည့်နိုင်တိတာပါလေဒီမှာဆိုရင်ကိုချေတို့ဒီမှာကြည့်လိုက်ပါနော်ဒီမှာ link link history ဆိုတဲ့180 d ဆိုတဲ့ဒီမှာပြတာပြင်နော်ဒီမှာကိုချေရဲ့ email ပြီးဒီမှာဒီဘေရောကစီ email and link လောက်ကလေးဆိုရင်ကိုချေဒီဒီမှာပါနော်ဒီမှာ link ပါ냐ဒီ iPhone 14 iPhone နဲ့ဝင်ခဲ့တာ၄အဲသူပြတာပါနော်ဒီဖုန်းနဲ့ပဲဆိုရင်ကိုချေချက်ချင်းဒီဖုန်းနဲ့ဆိုရင်ကိုချေချက်ချင်းဘယ်လိုပြောမလဲ အလင်းလုံးလို့ရတယ်ပေါ့နော်ချစ်ချင်းအလင်းလုံးလို့ရတယ်။ဒါပြဆိုတခြားတပိုင်းအစ်တနဲ့မဖြစ်သေးဘူးကိုကျက်ဒီတပိုင်းနဲ့ပဲကိုကျက်ကပြောနေဒီတပိုင်းနဲ့ပဲညှိနေတယ်ပေါ့နော်။ဒီတပိုင်းနဲ့ညှိနေလို့ဆိုရင်ဖုန်းနံပါတ်လင့်ရှိတဲ့သူဖုန်းနံပါတ်လင့်ချက်ချင်းချိန်လို့ရတာပေါ့နော်။ဒီဖုန်းနံပါတ်နေဒီကင်နဲ့ဟွာတော့ဒီမှာဆိုရင်ကိုကျက်တို့ဒီမှာနော်။ဘယ်အချိန်ဘယ်လကဒီမှာဝင်ခဲ့တဲ့ခါဒီမှာအကုန်လုံးရှိတယ်ဗျာ login တပိုင်းဒီ record သူသူတို့ဒီမှာဖမ်းနိုင်တယ်ဗျာနော်ဒီမှာဆိုရင်ကြည့်လိုက် ဘယ်လိုကဘယ်ဖုံဘယ်လိုကပိတ်ချိန်ဘယ်လိုဝင်ဆော့ခဲ့တာလဲပြီးဒီမှာနိုင်ငံမှာပါတော့ဒီမှာအကုန်လုံးဘာမှလိမ့်လို့မရဗျာနော်ပြီးဒီမှာဒီပြောမစင်တာဒါဒီ main device ပေါ့နော်ဒါ main device လို့ခေါ်တယ်ဒီဖုံဒီဖုံကိုအကြိုက်ဘယ်လိုပြောလဲကြိုက်ဆော့ခဲ့တဲ့အကောက်ပေါ့နော်ပြောမစင်တင်းအင်းရနေတဲ့ iPhone 15နဲ့ဝင်ခဲ့တယ်ပြီးဒီမှာ Oppo နဲ့ဝင်ခဲ့တယ်ပြီး iPhone 17နဲ့ဝင်ခဲ့တယ်ဒီမှာ iPad Gen 9နဲ့ဝင်တယ်ပြီး iPad Pro M2 နဲ့ဝင်တယ်ပြီး14 Pro နဲ့ဝင်တယ် ဒီမှာစင်အကုန်လုံးပေါ့နော်အဲ့တော့ငါညီလေးတို့ဒါလေးကိုဒီကိုရှင်းမယ်လို့ထင်နော်အဲ့တော့ငါညီလေးဒီကောင်လေးနဲ့ဘကြီးတို့အကောင့်စီလို့ရပါတယ်ဘယ်တော့ဘယ်ဘယ်ရက်ဘယ်ရက်တော့ဘယ်ကောက်တွေဝင်ခဲ့လဲပြီးကျွန်တော်တို့ဒီဖုန်းနံပါတ်လင့်နေပါတယ်ရှိတယ်ဆိုရင်ချက်ချင်းဘယ်ဖုန်းနဲ့ဖြုတ်လိုက်ရလဲဆိုတာဒီမှာဝင်ကြည့်လိုက်ရတယ်ပေါ့နော်အဲ့ဒီဒီပို့စတင်နေဒီညာလေးပဲပြင်ရတယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကတော့ပြီးသွားပြီဗျာနော်ဒီကောင်လေးပြီးသွားပြီအဲ့တော့ငါညီလေးကိုနောက်တစ်ခုပြပေးမယ်နော်နောက်တစ်ခုကပါလဲဆိုတော့ ုချက်ကြီးမီကြီးမီပိုင်းပြပေးမှာနော်အဲ့ဒါကတော့ညီကိုတို့တကယ်လို့ကိုကကိုဖုန်းနဲ့ဒီဘယ်လိုပြောမလဲဒီကိုရဲ့ကြီးမီမှာပဲဖုန်းဘယ်နှလုံးရှိလဲပြီးရင်တခိုးတွေပဲဝင်ထားခဲ့လားကျွန်တော်အကောက်တွေရောင်းလို့လေခံထီလို့ဒီကြီးမီပြန်ဆဲတဲ့ခါကျရင်သူတို့တပတ်ဒီနဲ့ညီညီတို့ပဲလားဆိုတော့အော်ကြည့်တဲ့ညီကိုချက်တခါလေးရှင်းပြပေးမှာနော်နောက်ပြီးကျရင်သူတို့ကစ်ထုတ်တဲ့ညီလေးရှိတယ် နောက်ပြီးကြာရင်ဒီကစ်ထုတ်တဲ့နီးကလည်းအရင်ကလိုမျိုးယူယူနဲ့ကီလိုမရပါတော့ဒီယူယူနဲ့ကီလိုရတာရှိတယ်ရှာညိနေတာလည်းရှိတယ်ပြီးရင်တတိထားမယ်အချက်လေးကိုကျဲဒါလေးကိုကျေကရှင်းပြရအောင်နော်ဒီဂျီမီမှာဒီနောက်ဗီဒီယိုကြာရင်ဒီတဲ့တစင်မြင့်တဲ့ဒီဂျီမီဒီတဲ့တစင်မြင့်တဲ့ဟာလည်းကိုကျဲထပ်ပြောရမယ်လောလောဆယ်တော့ဒီကောင်လေးကိုကိုကျဲဒီအရင်ဆုံးပြောကြရင်ဒီ main UI ဒီ Google account ဆိုလေးတစ်ချက်ထားလိုက်ပါပြီးရင် security ရဲဝင်လိုက်ပါအဲဒီမှာဆိုရင်ကိုကျဲတို့က ဒီတူဆက်ပါညာအွန်လိုင်းပါညာလောက်တိုင်းပိုကောင်းတယ် Gmail တခုပို့ရအောင်ပြင်ပေးတယ်ပြီးရင်ဒီမှာဆိုရင် ဖုန်းကဘယ်နှလုံးနဲ့ဝင်နေလဲဆိုဒီမှာကြည့်လိုက်ရအောင်နော်ငငယ်ဘောတော့ဒီမှာ cookie မှာ pro mpt ဆိုတော့ဒီမှာတပိုက်နှစ်ခုရှိတယ်နော်တူတပိုက်ဆိုပြီးရှိတယ်ဒီအကောက်ဒီ Gmail ကဒီပြောမှန်းဆိုဖုန်းနှလုံးနဲ့ဝင်လာတာပေါ့နော်ဖုန်းနှလုံးနဲ့ဝင်လာတာပေါ့နော်ဒီမှာဆိုရင်သူတို့ပြတာလေဗျဖုန်းဘယ်နှလုံးနဲ့ဝင်ခဲ့လဲပြီးရင်ဒီမှာသူတို့ရဲ့လေးရှိတယ်ဗျာဒီမှာလေးဝင်ကြည့်လိုက်ရတယ် ြီးရင်ကိုကဒီဒီထဲမှာဆိုရင်ကျွန်တော်ကကြည်ဘယ်လိုပြောမလဲဒီတခြားဖုန်းဝေလာနေအဲ့လိုမျိုးတခြားဖုန်းနဲ့ညိနေသေးတယ်ကျွန်တော်တို့မကြိုက်ဘူးဒီလိုမျိုးအနုတ်တွေပဲဖြစ်နေပြဒါဆိုရင်တော့အမှန်ကြည့်ဒီလိုမျိုးဆိုရင်တော့ညိနေတယ်ပဲเนาะဒီသားမှာအနုတ်ပုံစံလေးပြရမယ်အနုတ်ပုံစံလေးပြမှာပဲကျွန်တော်တို့ဒီဖုန်းထွက်သွားတဲ့ပုံစံမျိုးပြောတာပါเนาะဒီမှာဝင်ပြီးတော့ဒီဒီများတဲ့လေးဝင်ပြီးတော့ဆိုင်းအောင်လုပ်လိုက်ပါပြီးအနုတ်နေရာလေးပေါ်တယ်ဆိုရင်အညီကိုတို့ဒီစိတ်ချပြီပေါ့เนาะပြီးရင်နောက်တစ်ခုရှိတယ်ညီကိုတို့เนาะတခါပြပေးမယ်ဒီဒီ privacy လေးတစ်ချက်ထားလိုက်နော်အဲ့မှာဆိုရင်ဒီမှာဒီလိုချစ်ဩ sorry ဗျာဟို personal info တွေတစ်ချက်နိုင်လိုက်ညင်ငင်တဲ့ phone number လေးတွေရှိတယ်ဗျာနော်ဒီ phone number လေးလည်းဒီနေရာမှာ lucky ဖို့အတွက်ဟိုပြောချင်တာဗောနော်ပြောနေဒီမှာဆိုရင်ဒီမှာ verify ဖြစ်နေတဲ့ဟာတွေဗောနော်ဒါလေးတွေဆိုရင်လည်းဒီ phone number တွေနဲ့မှန်တယ်များအကုန်လုံးကုတ်တောင်းယူလို့ရတယ်ဗောနော်ဒါလေးကိုကဒီ account တွေရောင်းခဲ့မိကြတော့ဘာလို့ရှိရင်ဒီနားမှာအရင်ဆုံး like ချပါပြီးရင် ဒီကောင်လေးဖြတ်ထုတ်မယ်ဆိုရင်အင်းသူများနှိပ်ပြီးပဆွဲနှိပ်ထက်ပါတော့ဒါကိုကျေမပြတော့ဘူးပဆွဲနှိပ်ထက်ပြီးတော့ပြီးရင်အကောင်အမဒီ delete ပုံစံလေးပေါ်လိမ့်မယ်အဲ့ဒါလေးနှိပ်ပြီးတော့ဖြတ်ထုတ်လိုက်ပါပြီးရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်လေးတစ်လုံးပဲချန်ထားလိုက်ပါတော့အတိဒီ Gmail နဲ့ပတ်သက်တဲ့ဒီအကြောင်းရင်းအဲ့ဒီ Gmail နဲ့ပတ်သက်တဲ့ဟာကတော့ဒီကောင်လေးပေါ့နော်ဒီ Gmail နဲ့ပတ်သက်တဲ့ဒီအကြောင်းရင်းတရားလေးကတော့ဒီနှစ်ခုပေါ့နော်ဒီ security မှာဝင်မယ်ဖုန်းနံပါတ်ဒီဖုန်း device တွေစစ်မယ်ပြီးရင် personal info မှာ ချဲ့လိုက်ကြည့်မယ်ဒီမှာဖုန်းနံပါတ် unlink တွေကိုလုံးမလားမလုံးထားဘူးလားဒီကိုကဘေးဒီဖုန်းနံပါတ်တွေနဲ့ဒီ ID ပြုနေတယ်အဲ့ဒါလေးကြည့်ရမှာပါနော်ဒီ Gmail နဲ့ပတ်သက်တာဒီနှစ်ခုလေးကတော့ပြီးပိုင်းပါနော်အဲ့တော့ကျွန်တော်တို့ပြီးကျော်ငန်းကြီးလေးကိုဒီ email ဖြုတ်ယူလာတဲ့အကောင့်တွေကို ကျွန်တော်တို့က link ချိတ်လို့ရတယ်ပေါ့နော်ပြန်တကယ်လို့အကုန်လုံးဖြုတ်မိသွားတာတို့ဖြုတ်လိုက်လို့ပြီးသွားတော့ဆိုရင်ကျွန်တော်ပြန်ချိတ်လို့ရပါတယ် ဒီမှာဆိုရင်ကျွန်တော်တို့တကယ်လို့ပြန်ချိတ်မယ်ဆိုရင်ဒီမှာကတော့ကိုကျဲရောဒီချိတ်မဲ့နေရာတော့အရင် အလိုမျိုးပဲဒီကိုယ်ချက်ချင်းပြန်ချိတ်လိုက်ရမှာတော့ချိုးအကြိုင်ဆော့တာပုံစံချက်ချင်းပြန်ချိတ်လိုက်ရတယ်တကယ်လို့အကြိုင်မဆော့တာပုံစံနဲ့ချက်ချင်းချိတ်လို့မရဘူးနော်တကယ်လို့ချိတ်မဲ့ဆိုရင်တော့ဒီအရင်အလိုမျိုးနှိမ့်နေကြပုံစံမျိုးပဲနှိမ့်လိုက်နော်ဒီအပေါ်ဆိုရှယ်လင့်ချိတ်မဲ့ဆိုရင်အပေါင်းနေရာနှိမ့်လိုက်ပြီးရင်ကိုကြိုက်တဲ့ခါတခုကိုယူချက်လိုက်ပေါ့နော်တကယ်လို့ကိုက email link ချိတ်မယ်ဆိုရင် email link နေရာလေးထောက်လိုက်ပါတော့တမန်စင်ကိုကျဲချိတ်ပြီးသားဆိုတော့မပြဘူးပေါ့နော် ဒီလိုမျိုးပြပြီလို့များအီးမေးလ်နဲ့ချိန်ပြီးတော့ဒီဘယ်လိုပြောမလဲကိုကြီးသဘောတရားအနေနဲ့ပြောလိုက်မှာပါဒီဘယ်ဘက်အချမ်းမှာကြတော့အီးမေးလ်နဲ့ထည့်မယ်ပြီးညာဘက်ချမ်းမှာအပေါ်နဲ့အားကြတော့ကိုရဲ့အီးမေးလ်ရဲ့အဲ့အီးမေးလ်ရဲ့ password ထည့်ရမှာနော်အဲ့အီးမေးလ်ရဲ့ password ကိုအပေါ်အောင် ကျွန်တော်ထပ်ပြီးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဘယ်ဘက်ချမ်းကကျွန်ကုတ်နံပါတ်လေးကြမဲ့နေရာလေးရှိတယ်ဗောနော်အဲ့မှာကုတ်တောင်းပြီးတော့ကျွန်တော်တို့ဒီအဲ့ဒီ email မှာကြက်လာတဲ့ကုတ်နံပါတ်ကိုကျွန်တော်ဒီမှာဒီဘယ်ဘက်ချမ်းအာဝါဟာလေးမှာကွက်လက်မှာထပ်ပြီးတော့ okay နေလဲပါပြီးရင်အဲ့ဒါနဲ့ဆိုရင်ကျွန်တော်ပြောမစင် gmail email ပြန်ချိန်ပြပါဗောနော်အဲ့တော့လွတ်လပ်လေးပါပဲငါညီကိုတို့မရှင်းတာလေးတိချင်တာလေးရှိရင်ကွန်မန့်မှာရေးသွားပေးကြပါအောင်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကြွရင်ဗီဒီယိုလေးကိုကျန်နေတဲ့ အဲ့ဒီပေါ်လာလို့တဲ့အတုံးနဲ့ဆိုရင် like subscribe ပါလေးနှိပ်ပြီးသားဆိုတော့ဆိုချင်ပါတယ်ပြင်ကျော်ဒီတဲ့ကောင်းတဲ့ဒီပက်ကြီးမိုဘိုင်းအကြောင်းအရာတွေတင်ဝေးရှိပါတယ်ဒီတော့ subscribe ပါလေးလုပ်ပြီးသားဖို့တဲ့အမေနဲ့နော်ညီကိုတို့နောက်ဆင်ကညီကိုတို့မတိကြရဲကိုကြက်အကုန်ပြောပြမှာဖြစ်ပါတယ်အားလုံးပဲတက်တာပါကျေးဇူးများကြီးတင်ပါတယ်